tua chang cha pa ti mue ne ma la song me me na na lo chan na re ko we bi me ya mue ne ma ta san fa na sia pi ni cha ni chi ai pri ta mya lo me mingla me khin ma shin pri ta mya lo twet amat ya ni so re season go tin set pi taw raw ma we phit par de ye ta san fm တစဉ်ပရိသတ်များရှင်အမတ်တရားနေ့စီစဉ်ရဲ့မွေးနေ့ဆုတောင်းစီစဉ်ကနေပြီးတော့ဒီနေ့ရဲ့ပထမအဆုံးအနေနဲ့မွေးနေ့ဆုတောင်းပေးရမယ့်မွေးနေ့ရှင်ကတော့ကြောက်ဖြူမျိုးနဲ့မာနေတဲ့ဖဖို့ဦးလှပေါ်ရဲ့69နှစ်ပြည့်မွေးနေ့အတွက်ဆုတောင်းပေးရမှာပဲဖြစ်ပါတယ်။ကြောက်ဖြူမျိုးမာနေတဲ့ဖဖို့ဦးလှပေါ်ရဲ့69နှစ်ပြည့်မွေးနေ့အတွက်ကိုတော့နေပြည်တော်မှာနေတဲ့မြီးတွေဖြစ်ကြတဲ့အာကာတော်ရာတီရာနဲ့တူတာရောကနေပြီးတော့မွေးနေ့ဆုမွန်ကောင်းလေးတောင်းပေးထားပဲဖြစ်ပါရှင်။ ပရိသတ်များရှင်ဒီတစ်ခါမှာဆက်လက်ပြီးမွေးနေ့ဆုတောင်းပေးရအောင်မဲ့မွေးနေ့ရှင်ကတော့ မိုးကုံးမြို့မှာနေတဲ့ခေတ္တမန္လီမှာရောက်နေတဲ့မန္နန်းနွန်စီခေါ်အနီငယ်ငယ်ရဲ့90ပြည်မွေးနေ့တွဲဆိုပြီးတော့စုမွန်ကောင်းနေချွေပြီးထားပဲဖြစ်ပါရှင့်စုမွန်ကောင်းချွေပြီးရဲ့သူတွေကတော့ချရတဲ့သူတွေဖြစ်တဲ့ပတောင်းမြို့မှာနေတဲ့ဖြူဖြူသိန်းရန်ကုန်မြို့မှာနေတဲ့တွင်တင်ဆန်းတောင်ကြီးမြို့မှာနေတဲ့ယူနနာကျော်ချင်းပြည်နယ်ကမိလင်းနှင်းမိုးပွင့်မြကျိနာကဂျူဂျူမိတ္တိလာမြို့ကကိုနေထူးတဲ့မနေကြီးဝလကမူမမနဲ့အတူ မြင်းချက်မျိုးမာနေတဲ့မိဆောင်နေဆက်ပြုံးလင်းမျိုးမာနေတဲ့အေးင်းနဲ့တူအမရပူရမျိုးမာနေတဲ့တိန်ကီမြောင်မြပုကီယမာလီမြကြီးနောက်မှနေတဲ့တာညီရန်ကုန်မျိုးမာနေတဲ့တိန်သိန်မြကြီးနောက်မှနေတဲ့အေးမလွင်ဦးနမောက်မှနေတဲ့တင်သိန်တောင်ကြီးမှနေတဲ့စုစုပိုင်မိထီလာမှနေတဲ့စုစုမောမန္တလေးမှနေတဲ့မအီမျိုးတန်နဲ့တူတောင်တွင်ကြီးမျိုးရုံခုံရမှနေတဲ့မခင်များဝင်နေကြည်လင်းနဲ့တူမိမိထွန်းတို့ကနေပြီးတော့ပအဝင်စုတောင်းပေးထားပဲဖြစ်ပါရဲ့ရှင် တစင်းဖန်ပရိသတ်များအားလုံးကိုမတရားနေ့အစီအစဉ်ရဲ့ချက်ချင်းအစီအစဉ်ကနေပြီးတော့ပြန်လည်ကြိုဆိုလိုက်ပါရရှင်။ပရိသတ်များရှင်ဒီကနေ့ရမတရားနေ့အစီအစဉ်ရဲ့ချက်ချင်းအစီအစဉ်လေးမှာ ပါဝင်လာတဲ့သူတွေကတော့ ြူလိမျိုး DSC ကပုံမှုထွန်းထွန်းစွန်နဲ့တူဆီယမဒွန်နွနီထွန်းတို့ကနေပြီးတော့ပါဝင်လာပဲဖြစ်ပါတယ်။ပြူလိမျိုး DSC မှာနေတဲ့ပုံမှုထွန်းထွန်းစွန်နဲ့တူဆီယမဒွန်နွနီထွန်းတို့ကတော့ကချင်ပြည်နယ်တနိုင်းမြို့မှာနေတဲ့ဦးအောင်စင်ထွန်းဆီယမဒွန်မြမြဆူတို့ရဲ့မင်္ဂလာတက်တန်းအနှစ်20ပြည့်တွင်ဆူပြီးတော့ပါဝင်တောင်းဆိုပေးလာပဲဖြစ်ပါရှင်။ စကားလက်ဆောင်လေးကိုလည်းပါထားပါသေးတယ်။စကားလက်ဆောင်လေးကတော့ဒီနေ့ရက်မြက်လေးကနေစပြီးတော့ရေဒီယိုဆက်ဆက်ကိုကျမ်းမပျော်ရွှင်စွာနဲ့ဖြတ်သန်းနိုင်ပါစီ။ချိအိုင်းမိသားစုတွေအားလုံးနဲ့အတူတူပျော်ရွှင်ချမ်းမြေ့ပွဲအခိုက်အတန့်တွေကိုဖန်တီးနိုင်ပါစီဆိုပြီးတော့စကားလက်ဆောင်လေးပါထားမှာဖြစ်ပါရှင့်။ ဟုတ်ကဲ့ပါရှင်ဒီကနေ့ရမျက်လီမှာချက်နှစ်ပတ်လည်ကြားရောက်ပြင်းပြောင်းလာတဲ့နောက်ထပ်ဆောင်တွဲလေးရှိပါသေးတယ်။သူကတော့မကွေးမျိုးမာနေတဲ့ကိုညင်ညင်နဲ့အတူမဆက်နာရောပဲဖြစ်ပါတယ်။မကွေးမျိုးမာနေတဲ့ကိုညင်ညင်နဲ့မဆက်နာရောရဲ့မင်္ဂလာတက်တန်း၅နှစ်ပြည့်အတွက်ကိုတော့မကွေးမျိုးကပါပဲ။တငယ်ချင်းဖြစ်တဲ့နင်းနင်းစောကနေပြီးတော့ပါဝင်ဆူတောင်းပေးလာပဲဖြစ်ပါတယ်။စကားလက်ဆောင်လေးကိုလည်းပါထားပါသေးရဲ့ရှင်။စကားလက်ဆောင်လေးကတော့ဒီနေ့ရမျက်ကစပြီးနောက်လာမယ့်နေ့ရက်တွေမှာအတူတူပျော်ရွှင်စွာဖြတ်သန်းရင်းနဲ့တောကအပူပင် ကင်းဝေးစွာနဲ့ရတုဆက်ဆက်ထိရှေ့လက်တွင် မြေကြပါစေ။စိန်စီသောချစ်ခီလန်းလေးကိုလည်းပိုင်ဆိုင်နိုင်ပါစေ။ဆိုပြီးတော့စကားလက်ဆောင်လေးပါထားမယ်ဖြစ်ပါရှင်။ဒါစင်ပရိသတ်များရှင်အမတ်တရားနေ့အစီအစဉ်ကိုတော့ကျွတ်တင်ဆက်ပေးကြရမယ်ဖြစ်ပါတယ်။ပရိသတ်ကြီးကအမတ်တရားနေ့အစီအစဉ်ကနေပြီးတော့မွေးနေ့ရှင်တွေနဲ့အတူချစ်သူဆောင်တွေမိင်္ဂလာဇနီးမောင်နဲ့အားလုံးအတွက်ကိုစုမုံစကားတွေချွေပေးကြမှာလေဆိုရင်တော့ တဇယံဖန်ရဲ့ဖုန်းနံပါတ်ဖြစ်တဲ့3933 639 1639ကိုနေ့စဉ်နေ့လယ်7နာရီကနေပြီးတော့7နာရီအတွင်းမှာမိမိတောင်းဆိုပေးခြင်းနဲ့နေ့ရက်မတိုင်ခင်3ရက်ကြိုတင်ပြီးတော့တောင်းဆိုပေးရမှာပဲဖြစ်ပါရှင်။တဇယံဖန်ရဲ့ဖုန်းနံပါတ်ဖြစ်တဲ့3933 639 1639နဲ့အတူတူတဇယံဖန် Entertainment YouTube Channel မှာလည်းကွန်မန့်လေးနဲ့အတူပါဝင်တောင်းဆိုနိုင်ပါတယ်ဆိုတာကိုအသိပေးနေပရိသတ်များအားလုံးကိုဒီနေ့ရက်အမှတ်တရနေ့အစီအစဉ်ကနေပြီးတော့နှုတ်ဆက်လိုက်ရပါရှင်။